မ်းစဉ်နေ့စဉ်သတင်းရစီစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့ညာဘိုးထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့သတင်းရအကြောင်းအရာတွေကတော့အကယ်ဒမီရုပ်ရှင်ပြုဆောင်များစွာဖြင့်ရွေးကောက်ပွဲအသိပညာပေးနှိုးဆော်မှုရိုက်ပူးဆိုတဲ့သတင်းများတွင်ကိုယ်သက်စေတဲ့ကျွင်းများပါဝင်ခြင်းသည်ဈေးကွာဆုံးရှုံးမှုကိုဖြစ်ပေါ်စေနိုင်ဆိုတဲ့သတင်း ကန်ရှိဟောင်းသူတေသနာပြသိုက်တို့ပြည်တွင်းပြည်ပခရီးသွားဧည့်သည်2000ကျော်လာရောက်ဆိုတဲ့တွင်နိုင်ငံတကာသတင်းဘုံအနေနဲ့ခရီးသည်တက်တောင့်တသားပြမှုကိုဦးစားပေးထားသည့် UNI AI ဆက်ရုပ်သက်စီအသစ်များတရုတ်နိုင်ငံစတင်ပြေးဆွဲဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့အကယ်ဒမီရုပ်ရှင်သရုပ်ဆောင်များစွာဖြင့်ရွေးကောက်ပွဲအသိပညာပေးနှိုးဆော်မှုရိုက်ကူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2025ခုနှစ်ပါတီဆောင်ဒီမိုကရေစီရထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရှိရသွက်အသိပညာပေးနှိုးဆော်မှုရိုက်ကူးရေးတွေဆောင်ရွက်ရှာမှအကယ်ဒမီရုပ်ရှင်တရုပ်ဆောင်များစွာပါဝင်ရိုက်ကူးခဲ့တယ်လို့သိရပါတယ်။ နမဲကြီးအကယ်ဒမီရုပ်ရှင်အသုပညာရှင်များဖြစ်ကြတဲ့အကယ်ဒမီပြည်သူဦးအကယ်ဒမီဆန်းဆန်းခမ်းလိုင်းအကယ်ဒမီထုံထုံအကယ်ဒမီရွှေထူအကယ်ဒမီထုံးအင်ဒရာဖို အကယ်ဒမီခိုင်သိန်းကြီးအကယ်ဒမီအင်ဒရာကျော်စင်အကယ်ဒမီစိုးပြေသစင်အကယ်ဒမီဖွေးဖွေးအကယ်ဒမီဝိမုံရွှေရှိအကယ်ဒမီချောရတနာအကယ်ဒမီအေးမြတ်သူအကယ်ဒမီရွှေမုံရတိအကယ်ဒမီခင်ဝင်းဝါထူအပါဝင်ရုပ်ရှင်တရုပ်ဆောင်များစွာနဲ့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရှိရသူ အသိပညာပေးနှိုးဆော်မှုရိုက်ကူးရေးများဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်ညီနန်းထဟေဝီယန်ပိုင်းတခွန်အောင်ရဲလင်းအလင်းရောင်တိုင်ရွန်လွမ်းပိုင်ကျောထအောင်ထူအောင်မိုးဟေကိုရုံးမတီရင်မိုးပိုးမမီတာယတနာဘူတင်စာဝင်းကျော်ဖူးစုံနော်ဖောအေထာဆောင်းဝီရီမေမေဘချီတဲစုငိမ်မိမိကိုကိုနဲ့ရွှေသမီးတို့လည်းရိုက်ကူးရေးမှာပါဝင်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ အစိုးရရိုက်ကူးမှုကိုနိုဝင်ဘာလ9ရက်မှစတင်ကာရန်ကုန်မြို့အမှုပညာရဝန်တွင်ရုပ်ရှင်ဒရိုက်တာများနဲ့အမှုပညာရှင်များပူးပေါင်းရိုက်ကူးဆောင်ရွက်ခဲ့တာဖြစ်တဲ့လို့သိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့တီနံများတွင်ပိုးသက်ဆေးသက်ကျွင်းများပါဝင်ခြင်းသည်ဈေးကွက်ဆုံးရှုံးမှုကိုဖြစ်ပေါ်စေနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တီးနှံတွေမှာပိုးသက်ဆေးဓာတ်ကျွေးများပေါင်းဝင်နေခြင်းကဈေးကွက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်တယ်လို့စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာတင်ထွတ်ကပြောပါတယ်ဒါကြောင့်ပိုတန်စီများရှော့ချအုံပြူနိုင်ရေးကို အသိပညာပေးစီယုံဆောင်ရွက်ရန်လိုတယ်လို့လဲဆိုပါထိတ် ယမန်နေ့မနက်ပိုင်းကအွန်လိုင်းစနစ်နဲ့ကျင်းပခဲ့တဲ့နိုင်ငံရဲ့စားရည်ရှိခါဖူလုံရေးနှင့်ပူကုန်းခန်းနာမြမရှေရတော်အသီးနှံများစိုက်ပျိုးထုတ်လုပ်မှုတနိုင်ငံလုံးအတိုင်းတန်အဖြစ်တိုးတက်ရေးလုပ်ငန်းများမှချဆွေးနွေးပွဲမှာစိုက်ပျိုးရှိမွေးမြူရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာတင်ထွတ်ကထည့်သွင်းပြောကြားခဲ့တာပါထအပြင်ဆယ်ရည်တော်မိုးကောင်းတော်ကန်ယူရန်ဒေတာ၆တွေဒေတာနဲ့တောင်ပေါ်ဒေတာစားတဲ့ခေတ်စနစ်ရန်မျိုးမျိုးအတွက်တင့်တော်ထည့်တီးနှံ ံမျိုးများကိုမွေးမြူရွေးချယ်ရမှာတောင်းတူလက်သမားများပြိပသင်ပို့တဲ့လုပ်ငန်းရှင်များပါဝင်သောမျိုးမွေးမြူရွေးချယ်ရေးလုပ်ငန်းကိုတိုးချဲ့လုပ်ကိုင်သွားဖို့လိုအပ်တယ်လို့လည်းသိရပါတယ် AI နည်းပညာကိုမိမိတို့ဝန်ထမ်းများကျွမ်းကျင်စွာအသုံးပြုသက်ရှိရပြီးတောင်းသူများလည်း AI နည်းပညာအသုံးပြုသက်ရှိချိုးပန်းချရန်လိုအပ်ပြီးစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာအသိရှိလူသည်များကို AI မှာအချိန်မရွေးမေးမြန်းအသုံးပြုနိုင်မှာခါတောင်းသူအတွက်အကျိုးကျေးဇူးများစွာရရှိနိုင်တယ်လို့လည်းမှာချခဲ့ပါတယ်လို့သိရပါတယ်ရှင်ဆလဘီ အကန်ရှီဟောင်းသူတေသနပြတိုင်းတို့ပြည်တွင်းပြည်ပခရီးသွားဧည့်သည်2000ကျော်လာရောက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းဒေသကြီးညောင်ဦးမြို့နယ်ပကံမြူဟောင်းရှိပကံရှိဟောင်းသူတေသနာပြတိုင်းတို့ရှီလာတာထွင်ပြည်တွင်းပြည်ပခရီးသွားဧည့်သည်2000ကျော်လာရောက်ခဲ့တယ်လို့ရှီဟောင်းသူတေသနာနှင့်အမျိုးသားပြတိုင်းဦးစီးဌာနပကံဌာနခွဲမှသိရပါတယ် မတ်လာခါနေအောက်တိုဘာလအထိရှီလာသာတွင်ပြည်တွင်းပြည်ပခရီးသွားဧည့်သည်2546ဦးဝင်ရောက်လေလာခဲ့ကြတယ်လို့ဆိုပါတယ်အစိုးရခရီးသွားဧည့်သည်များထံကနေပြတိုင်ဝင်ကြီးကောက်ခံရရှိမှုအနေနဲ့ကြက်သိန်းပေါင်း293သိန်းကျော်ကောက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်။ ပကံရှိဟောင်းသူတေသနာပြတိုက်ကို အပတ်စဉ်တနင်္လာနေ့နဲ့အများပြည်သူရုံးပိတ်ရမြအပနေ့စဉ်ဖွင့်လှစ်လျက်ရှိကြောင်းသိရပါတယ်ရှင်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ခရီးတဲ့တတောက်တတောက်ဖြစ်မှုကိုဦးစားပေးထားသည့်ပိုနီ AI စက်ရုပ်သက်စီရသည့်မြောင်းတရုတ်နိုင်စတင်ပြေးဆွဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တရုတ်ပြည်မှလိုလျောက်မော်တော်ယာဉ်ဒီပညာကုမ္ပဏီပိုနီ AI ကကွမ်ကျိုးနယ်ရှင်ချမ်းမြို့တို့မှရင်းထိုးရဲ့သတ္တမမြောင်မျိုးဆက်ဆက်ယုတ်သက်စီတွေတရားဝင်ပြေးဆွဲနေပြီဖြစ်ကြောင်းဗုဒ္ဓဖူးနေ့ကကြေညာသွားပါထိတ်ဖုန်းဖြင့်ပိုနီ AI ပရိုဂရမ်မှာပိုကင်တင်ပြီး၃မိနစ်အကြာမှာပဲအလိုလျောက်ကားသစီးကလာချိုမှဖြစ်ပါထိခရီးသည်ရဲ့ကိုယ်ရဲ့ချက်လက်တွေအတိပြုစစ်ဆေးပြီးတဲ့အခါကားကထွက်ခွာမှဖြစ်ပါထိ ယခုမျိုးဆက်အစ်စ်မားကခရီးသည်တွေတတောင်းတတားပို့ဖြစ်စေဖို့တွေးတောထားတဲ့စံတည်တီထွင်းမှုအများပြပါဝင်ပါအထိခရီးသည်တွေက ကားပေါ်မတက်ခင်ခရေကအခန်းအပူချိန်လေးဝင်းလေးထွက်စနစ်တွေကိုကျူးတင်ချိန်ညှိထားနိုင်ပါအထိအရေးကြီးတာကလို့လျောက်ကားတွေမှာအပြည့်အများဆုံးပြဿနာဖြစ်တဲ့ကားမှုချင်းကိုဖြေရှင်းပေးထားပါအထိကားကအရှိန်မြင့်ချင်းနဲ့အရှိန်ချော်ချင်းတို့မှာပုံမှုချုံးပွေအောင်ပြုလုပ်ပေးထားပါအထိ အာယုံခံကရိယာ34ခုဖြင့်အကွာအဝေး650မီတာလောက်ဝတ်ထိ360ဒီဂရီလှက်လဲစစ်ဆေးနိုင်မှာရှိရုပ်တရက်လမ်းချောင်းပြောင်းခြင်းလမ်းသွားလမ်းလာကြုံတွေ့ခြင်းတို့မှာလည်းတည်တည်ကြကြတည်ငြိမ်စွာလှုပ်ရှားနိုင်မှာတဲ့နှစ်ကုံပိုင်းလောက်မှာပူနီ AI ကတရုတ်ပြည်မှာအစည်းအဝေးတထောင်ကျော်ပြေးဆွဲနိုင်ဖို့မျှော်လင့်ထားပါတယ်လို့သိရပါတယ်ရှင် ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမခါတော့မြန်မိုးထပ်ပါ